မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Nabjun Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဒီနေ့မှာတော့ကျွန်တော် Channel ကနေ Before You Buy Series လေးနဲ့တင်ဆက်ပေးသွားမှာက WWE 2K25 ပဲဖြစ်တယ်ပေါ့နော် အဒီကိန်းရဒီလရဲ့14ရက်နေ့မှာထွက်ခဲ့တာဖြစ်ပြီးထွက်ခဲ့တာ10ရက်ပဲရှိသေးတယ်လို့အခုထိတော့ Xbox Series H နဲ့ S နဲ့ PS4 နောက်ပိုင်း PlayStation တွေနဲ့ PC ပေါ်မှာပဲကစားလို့ရသေးတဲ့ဂိမ်းလေးဖြစ်တယ်ပေါ့နော်။အဒီဟာလေးကတော့ကျွန်တော် PC မှာကစားရတာကို footage လေးယူရတာဖြစ်ပြီး craft version တာဖြစ်တယ်ပေါ့နော်။အဲဒီနှစ်မှာတော့အဓိကကျွန်တော်တို့ထည့်ထားတာကဒီ Island of Relevancy လို့ခေါ်တဲ့ online mode ဖြစ်ပြီးကျွန်တော်တို့က Sammy Open World ပေါ့နော်ရက်ကွက်၄ခုပါတယ်ကဘာထဲမှာရှောက်သွားပြီးဒီ Smackdown သမား NPC နဲ့စကားပြောရပြီးပွဲတွေ fight ရ quest တွေလုပ်ရတဲ့ mode ဖြစ်တယ်ပေါ့နော်အဲ ongoing mode တွေရဲ့ထုံးစံအတိုင်းပဲမတန်တဆစေးကြီးတဲ့ဥမာအင်ကြီးတွေဝက်စားတွေဖက်နှက်တွေကိုအင်ခိန်ထဲမှာရတဲ့ပတ်စံနဲ့ဝယ်လို့ရမှာဖြစ်ပြီးဒီ power တင်မှုအစပေါ်တာအဲ့ပတ်စံနဲ့ဝယ်ရမှာဖြစ်တယ်ပေါ့နော်ဒါမဲ့ဒါကလောလောဆယ်အထိတော့ official ဝယ်တဲ့ player တွေနဲ့ ကွန်ဆိုပလေယာတွေအတွက်သာရမယ့် feature ဖြစ်ပြီးကျွန်တော် craft version မှာဟော PC version မှာရမယ့်အရာတော့မဟုတ်သေးဘူးပေါ့နော်။အဲဒါဆိုအဓိက combat ပိုင်းစလိုက်အောင်ပေါ့နော်။ gameplay ပိုင်းကတော့အများကြီးပြောင်းလဲသွားတာမျိုးမဟုတ်ပဲနောက်ပိုင်း 2K Smackdown game တွေအားလုံးတွေကအကောင်းဆုံးအရာတွေကိုပဲထည့်ထားဖြစ်တယ်ပေါ့နော်။အဲအဲ့အရာတွေကိုမှပို့ပြီးတော့စမှုဖြစ်ဖြစ်ချောချောမွေ့မွေ့ကစားနေတယ်ဆိုတာကိုပေါ်တာမြင်ရမှာဖြစ်ပြီးမနစ်ကဂိမ်းထက်တောင်မှာပေါ့နော်ကျွန်တော်တို့အဖိုးကြီး graphic card နဲ့ကွန်ပျူတာမှာတောင်မှာစမှုဖြစ်ဖြစ်ပိုရန်နေရဆိုတာတကယ်ပေါ်တာကြည့်ရခါမြင်ရမှာဖြစ်တယ်ပေါ့နော် အဲဒါပေမဲ့မိနေတဲ့ border တွေအခုမှပြန်ဆဆော့မယ် border တွေအတွက်ဆိုရင်တော့ tutorial session နဲ့တင်အကွက်တွေ heavy များလို့အသားကြဖို့နိုင်ွက်လောက်တကယ်သင်ရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အသားကြဝိုင်းရင်တော့အဲ့အကွက်တွေအားလုံးက profile လို့ကောင်းနေဆိုတာကို border ကိုယ်တိုင်နဲ့တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲအိုးရင်တုန်းကကြိုက်ကြတယ်အကွက်တွေတစ်ခွက်ပြီးတစ်ခွက်တန်းသုံးလို့ရတယ် chain restoring လို့ feature ကိုပြန်ယူလာခဲ့တယ်လို့အပြင်ရနဲ့တူတဲ့တယောက်တစ်ချက်စီထိုးရတဲ့အကွက်တွေအဲ submission ချိုးတဲ့အခါကျွန်တော်ကစားရတဲ့ mini bank အစ်စ်တွေက ဒီနှစ်ရဲ့ feature တွေထဲမှာအချီးကျူးခံရတဲ့အရာဖြစ်တယ်ပေါ့နော်အပြင် diva စေလို့ခေါ်တဲ့သူတို့အမျိုးသမီး wrestler တွေကိုလည်း bear တွေနဲ့ဒီ power တူအောင်မြင်ပေးလိုက်ပြီးတပွဲထဲမှာတူတူစားလို့ရတယ်လို့သူတို့ power တွေကလည်းပုံချမ်းလာတယ်ပေါ့နော်အဲဒါမဲ့ဒိုင်းရဲ့ AI ကတော့တိတ်မမိုက်ဘူးလို့ပြောလို့ရပြီ1 2 3ရေတာမလို့ပဲနဲ့တစ်ခါတလေပုံနှေးသလိုကိုယ်မျက်စိရှိမှလမ်းပိတ်နေကြတယ်လေတစ်ခါလေတွေ့ရမှာဖြစ်တယ်ပေါ့နော် အကိန်းပြိပိုင်းမှာဒါမှထူးခြားတာပေါ့နော်ဟိုအခွက်အစ်စ်တွေများသလိုအပူလေးထဲတာပြင်မဲ့ဘယ်ရာကူမှအလွန်ကြီးလောက်ထားတာမတွေ့ရသလိုအဲ့ဒါကြောင့်ပဲစော်ကောင်းနေရရာဖြစ်တယ်လို့ထင်တယ်ပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်ကတော့ online ဒီ online feature တွေမပါတဲ့ crap version မဟုတ်လို့လာပဲမသိဘူးတကယ်စော့တဲ့အခါမှာ error တွေ back တွေလည်းမဖြစ်တဲ့လောက်နေတာကိုတွေ့ရမှာပေါ့နော် ါမဲ့ game play စတိုင်ပိုင်းမှာတော့အခုကျွန်တော်တို့နောက်ပိုင်း 2K game တွေရဲ့စတိုင်ကိုသာသွားတာဖြစ်ပြီးဟိုးရင် legendary B2 here scan the bane နဲ့က system တွေတခုမှမပါတလို့အဲ့ယူပြန်သွားတော့မယ်အရေးအယောင်လည်းလုံးဝမတွေ့ရဘူးပေါ့နော်အဲ့ကျွန်တော်နောက်ထပ် Smackdown တမိုင်းနေတဲ့ကစတိုင်ကိုဆော့ရတဲ့ Showcase Mode မှာเนาะ Bloodline ရဲ့အစအဆုံးဆော့ရမှာဖြစ်ပြီးကျွန်တော်ဒီ Samoan ပေါ့เนาะ The Rock မျိုးစတိုင်အစ Yokozuna တို့ Uma Ga တို့ကနေဟို Uso တို့ Roman Reigns တို့အလဲနောက်ဆုံးအခုဒီ Solo နဲ့ Fatu တို့ရဲ့ New Bloodline အထိပါမှာဖြစ်တယ်ပေါ့เนาะ ဲကျွန်တော်တို့ပြိသက်တွေကဝေဖန်သူတွေကရောအထီးဒီနှစ် showcase mode ကတော့ချီကျူးကန်ရတဲ့ mode mode ဖြစ်ပြီးဒါပေမဲ့ဒီ mode လေးကတော့တကယ် WWE hardcore fan ပေါ့နော်ပြိသက်အကြီးစားတွေအတွက်ပိုတော့စံတယ်ပေါ့နော်အဲအဲ့ဒီထဲမှာဒီနှစ်တိတိတသာကောင်းတယ်လို့ချီကျူးခံရတာကပေါ်ဟေးမန်ဖြစ်ပြီးသူ့ရဲ့စကားလုံးတွေကြောင့်ဒီ mode ကိုပိုအသက်ဝင်နိုင်အောင်လုပ်ပေးတယ်လို့ချီကျူးခံရတာကိုတွေ့ရမှာပေါ့နော် ကျွန်တော်ခါတိုင်းလိုပဲကို့အကောင်နဲ့ကို့ story ကိုကစားရတယ် mind rise mode မှာတော့ main ကလေးရောယောက်ျားလေးအနေနဲ့ကို story line တစ်ခုထဲမှာတပြိုင်တည်းကစားရမှာဖြစ်ပြီးမထင်မှတ်တဲ့တချို့အလှည့်အပြောင်းလေးတွေတော့ပါအောင်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အလို heavy ကောင်းနေတာမျိုးမဟုတ်ပဲပုံမှန်လက်ခံလို့ရတဲ့အနေထားရတာဖြစ်ပြီးနည်းနည်းညှော်တဲ့ဘက်ပူသွားတာတွေ့ရမှာပေါ့နော်အဲဒီနှစ်မှာလည်းအဲ့ဇလန်ကိုပိုပြီး duration ရှည်တာထက်ရွေးချယ်စရာတွေပိုများပြီးအခောက်ခောက်အခါခါမမြင်လိုက်ရတာတွေကိုပြန်မြင်အောင်ကစားတဲ့စတိုင်ဘက်သွားတာကိုလည်းကျွန်တော်မြင်ရမှာဖြစ်တယ်ပေါ့နော် အသစ်ထည့်ထားတဲ့ feature တွေထဲမှာဒီ mind rise mode နဲ့ quality ဖြစ်နေတာငါတတ်ပါစမ်းကင်မရာ mode ဖြစ်ပြီးကို့အကောင်ဝင်လာတာကိုမြင်ရတာက smooth ဖြစ်လို့ဒီလိုသလိုလဲလှည့်ယူလို့ရလို့ကျွန်တော်အတွက်တော့နည်းနည်းစမ်းနေပြီးမိုက်တဲ့အရာဖြစ်တယ်လို့ထင်တယ်ပေါ့နော် အဲတချို့ player တွေကဒီ player နဲ့အရန်ကျွမ်းပြီး fight တဲ့အထိယူသုံးကြတာကိုကျွန်တော်တချို့သူတို့ရဲ့ video တွေထဲမှာတွေ့ပြီးမယ်ကျွန်တော်ကြတော့အဲ့လောက်ထိမစမ်းကြည့်ပဲပုံမှန်အဝင် view ကိုမြင်နေရတဲ့နဲ့မိုက်နေပြီးလို့ခံစားရပြီးဒါအပေါင်းလက္ခဏာဆောင်တဲ့အပြောင်းလဲတစ်ခုလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် Smartdown သမားတကယ်တယောက်အနေနဲ့ဒီ season တစ်ခုကိုဖြတ်သန်းရတယ်။ My Universe Mode လည်းပါအောင်မှဖြစ်ပြီးဒီနှစ်မှာတော့ဟိုးရင်တော့ကဒီလူတွေအချစ်ခံရတဲ့မိုင်းနဲ့ မိုင်းနဲ့တော်ကီဖုတ်တဲ့ဒီ promo feature ကိုပြန်ယူလာခဲ့လို့သိရတယ်ခင်ဗျာ you don't deserve it အဲ online အတွက်ဆိုရင်လည်းဒီကြိုက်တဲ့ player တွေအတွက်ဆိုရင်တော့အများအတန်းနှစ်တိုင်းပါနေကြဖြစ်တဲ့အကတ်တွေဝယ်လို့ရတယ်ဒီ version မတူတဲ့ smartdown player တွေရတယ် smartdown သမားတွေရတယ် my fashion ဆိုတဲ့ feature ကလည်းပါအောင်မှာဖြစ်တယ်ပေါ့နော် အဲနောက်ဆုံးအစိုးအနေနဲ့ပြောရပေမဲ့တို့အဓိကထားရောင်းချင်တဲ့ဒီ island of relevancy မဟုတ်ကတော့ဗောနော်လောလောဆယ်မှာအရာရာအင်ကြီးတွေဖက်နဲ့တွေပစ္စည်းတွေအရာရာကဈေးကြီးနေသလိုပါဝါတစ်ခုအကောင်ရဲ့ပါဝါတင်ဖို့ကိုတောင်မှဗောနော်ဒီ in game quest တွေအားရဖို့ထက်အပြင် money နဲ့ပို့ပေးဝယ်ရတဲ့ pay to win system စံနေလို့ share ဝေဖန်ခံနေရသေးတယ်ဗောနော်အခုချိန်မှာတော့ အဲအဲ့အကြောင်းကျွန်တော်တို့လို့ဒီ free ရမယ့် border တွေ offline feature တွေအတွက်ဆော့ကျင်တဲ့ border တွေအတွက်တော့ fat version ကိုတောင်းရင်တန်ပြီးတကယ်ဝယ်ဆော့မယ့် player တွေအတွက်ဆိုရင်တော့ကိုယ်တိုင်က WWE ပြည်သက်ကြီးစာဖြစ်နေမှပိုတန်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ခင်ဗျာโอเคအဲ့ဆိုတော့ဒီနေ့မှကျွန်တော်ချန်နယ်လေးရနေ WWE 2K25 နဲ့ပတ်သက်တဲ့ Before You Buy လေးကိုဒီဗီဒီယိုလေးနဲ့တင်ဆက်ခဲ့ပြီးပါတယ်ထင်ပါတယ်ခင်ဗျာအဲ့တော့လည်းကျင်းတတ်ကြမယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလောဝတာလွဲဝတာမပါပါလေးရှင်းလဲဆိုတာကြည်ထားပြီး နားလည်ပေးသေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါက heavy talk ကိုပြုပါတယ်ခင်ဗျာကျွန်တော်အပတ်စဉ်တိုင်းဗီဒီယိုလေး၅ခုတက်ဆက်သွားဖို့ကြိုးစားနေပြီကြည့်ရှုပေးနေကြတဲ့ follower တွေအားလုံးကိုလည်း heavy jesus တင်ပါတယ်ခင်ဗျာ now before you buy series လေးနဲ့တူကြပြန်လာခဲ့ပါဦးခင်ဗျာ peace